ဒီနေ့ကိုအောင်မြင်တဲ့နေဆွဲတွေကိုပြန်လည်ခေါ်ဆောင်ပေးချင်တယ်ဆိုရက်ခွန်ညာမန်ချက်စတာဖုတ်ဘောဆောင်ကနေပြီးတော့တင်ဆက်ပေးနေပါတယ်မန်ချက်စတာနဲ့တဲ့အသင်းရဲ့ဘရာဇီးကွင်းနဲ့တိုက်စီကစားမှဖြစ်သူမာတီးယပ်ခွန်ညာကတော့မန်ချက်စတာနဲ့တဲ့အသင်းကိုအောင်မြင်မှုနေဆွဲတွေကိုပြန်လည်ပြီးတော့ခေါ်ဆောင်ပေးလို့ကြောင်းပြောဆိုလာခဲ့ပါတယ်ခွန်ညာကတော့ဒီနေရာဒီပြောင်းရွှေ့မှာမန်ချက်စတာနဲ့တဲ့အသင်းကိုဟူးဘာနန်တင်းစီကနေပြောင်းရွှေ့တာခဲ့တာလည်းဖြစ်ပါတယ်လက်ရှိမှာတော့ခွန်ညာက United ရဲ့ကန်နဝင်းနံပါတ်တစ်ခုဖြစ်တဲ့ဂျော်နံပါတ်10ကိုဝစ်ဆင်ပြီးတော့ခြေစွမ်းပြကစားထားကြတာပါ ကွန်ညာကယူနိုက်တက်မှာတော့နောက်ချန်တိုက်စစ်သဘောမျိုးကစားနေကြတာပါ။ထောင်တိုက်စစ်ကရှက်စကွေးအနောက်မှာကင်မရွန်သားအသင်းပေါ်ဘရိုင်းအန်ဘူမိုနဲ့တွဲဖက်ကစားနေကြတာပါ။ကွန်ညာကလက်ရှိမှာတော့ယူနိုက်တက်အတွက်သွင်းကိုရရန်မသွင်းနိုင်သေးပေမဲ့အသင်းအတွက်ကတော့ပွဲတွင်မှာစွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။ဘရာဇီးသား PP ကွန်ညာရဲ့မာယာများတဲ့ကစားဟန်တွေလှုပ်အားနှုံကောင်းမွန်မှုတွေကယူနိုက်တက်အတွက်ကတော့အတော်လေးကိုထောက်ကူဖြစ်စေခဲ့ပါတယ်။ကွန်ညာအခုလိုမျိုးပဲပြောဆိုလာပါတယ် ကျွန်တော်စိတ်ထဲမှာတခုပဲရှိပါတယ်။အဲ့ဒါကတော့ Manchester United အသင်းကိုအောင်မြင်မှုရည်ဆွဲတွေစီကိုပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ပါပဲလို့ဘရာဒီသားကဖွင့်ချပြောဆိုလာခဲ့တာပါ။ညတကရင်းနှောင်းက Premier League မှာရွှေထီးဆောင်ခဲ့ဆိုပေမဲ့လက်ရှိမှာတော့ရုန်းကန်နေရတာဖြစ်ပါတယ်။ Sir Alex Ferguson မရှိတော့တဲ့နောက်ပိုင်းမှာ United ဟာအမဘေးချန်ပီယံစုကိုလည်းမရရှိတော့သလို Super အောင်မြင်မှုပိုင်းမှာလည်း Europa League, Carabao နဲ့ FA Player တွေလောက်ပဲရရှိတော့တာပါ။ကိုညာကတော့ United ကိုတချိန်ကအောင်မြင်မှုနေရက်တွေကြီးကိုပြန်လည်ခေါ်ဆောင်သွားခြင်းနဲ့လို့အခိုင်အမာပြောဆိုသွားခဲ့တာပါ။ ။ဒီနေ့အတင်ဆက်မကားတော့ပါပဲ။နောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဝေရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရခင်ဗျာ။